ကောက်ထုံးကအမန့်နဲ့ထန်ရှုံးပြီးဝမ်းမှာသုံးပွဲဆက်ရှုံးဝဲနဲ့ဂျုံတွေ့သွားခဲ့တဲ့ဆွန်လင်းဦးပရိသတ်များလုံးမဲမိလာများမြန်သူ5မိမြန်မာအေဂျင့်ကနေပြန်လဲချိုးလိုက်ပါရင်တမ်ပရီဆွန်လင်းကတော့ဒီနေ့မနေ့ကစားခဲ့တဲ့159 29မှာရုရှားဖိုင်တာကောက်ထုံးနဲ့ရင်ဆိုင်ထိုးတက်ခဲ့ရပြီးအမန့်နဲ့ထပ်မံရှုံးနေသွားခဲ့ရပြီဖြစ်ပါရင်ကောက်ထုံးကအရင်ကဆွန်လင်းဦးရင်ဆိုင်ကယ်ဘူးတဲ့နာပင်ဆက်ဆံလို့နဲ့ရှင်လို့ရှိရင်တော့အတော်လေးကိုအားနည်းချက်ရှိရပြန်ပါပါအလဲထုံနိုင်စွမ်းလဲတိတ်မရှိတော့ခြေကန်ချက်တွေလက်သေးချက်တွေကလည်းရန်ကြီးကောင်းနေတဲ့ဖိုက်တာမျိုးမဟုတ်ပါဘူးဒီလိုဥစားမမျိုးကိုဆွန်းလင်းအုံအနေနဲ့အနိုင်ထုံးနိုင်ခဲရင်သားနဲ့ မှန်ပေးအဆုံးဖြတ်နဲ့ကျုံနေသွားခဲ့ရတာဖြစ်ပါရင်ကောက်ထွန်ရဲ့ဆွေလုံရဲ့ကြားကွာချားချက်ကိုပြောရမယ်ဆိုရင်တော့အရန်မောင်းနဲ့ခြေကန်ချက်လောက်ပဲရှိမယ်ထင်ပါရင်ကောက်ထွန်ဟာဆွေလုံထက်အရန်သုံးလက်မပိုရှည်တဲ့အတွက် reach ပို့ရောက်တယ်လို့ခြေကန်ချက်တွေလည်းပို့ထွက်ပါရင်ပြမအခြေကလေးကကောက်ထွန်ဆွေလုံကိုဖိအားပေးကစားသွားနိုင်ခဲ့ပါရင်လက်သေးချက်တွေလင်းမြန်လို့ခြေကန်ချက်တွေကလည်းထိထိမိမိရှိလာပါရင် ဆွေလင်းဦးပြောင်းဝင်လို့မရအောင်ကော့ထန်ဘက်ကလက်သေးချက်တွေနဲ့ပြန်ထောင်ထားတာခြေကံချက်တွေနဲ့တားထားတာမျိုးတွေကိုအသုံးပြုသွားခဲ့ပါတယ်။ဒါပြင်ကော့ထန်ဟာဒီဘက်မှာသူ့ရဲ့ကစားပုံကရွေလျားကစားသွားခဲ့တာပါ။သွေးတင်ဝင်လိုက်လို့လိုမျိုးရှောင်းကစားတဲ့ပုံစံမျိုးနဲ့တော့သွားဆင်နေပါတယ်။ဒါကြောင့်ဆွေလင်းဦးအနေနဲ့ကော့ထန်ကိုထိထိမိမိထိုးတက်နိုင်ခြင်းမရှိခဲ့ပါဘူး။နှစ်ယောက်သားပူးထောခြင်းမှာလည်းအရာမောင်းကွာဟမှုကြောင့်ဆွေလင်းဦးတယောက်ထင်းသလောက်ထိချက်မရခဲ့ပါဘူး။ပထမအချိန်မှာကော့ထန်ကဒိဋ္ဌိရသားကိုတာယာခဲ့တာဖြစ်ပါရင်ဒုတိယအချိန်မှာတော့ဆွေလင်းဦးကအကွာအဝေးထင်းကစားဖို့ပြင်ဆင်လာခဲ့ပါတယ်။နေ့စဉ်တွေကိုပြောင်းလဲလာခဲ့ပါတယ်။ ကော့ထွန်ရဲ့အခြေခံချက်တွေကိုလက်နဲ့ဖမ်းပြီးတော့ body shot တွေနဲ့ပြန်ထုတ်ခပေးဖို့စူးစမ်းလာခဲ့ပါတယ်။ဘယ်ညာလက်သီးတွဲလုံးအနေနဲ့စလိုက်ထုတ်သုံးခဲ့ပေမဲ့10ချက်နဲ့ချက်လောက်ဖြစ်နေခဲ့ပါတယ်။အထူးသဖြင့်စွန်လင်းဟွာအခြေခံချက်တွေကိုမကြာခဏထုတ်သုံးနေတာဖြစ်ပါတယ်။အစားကတည်းကအခြေခံချက်ကောင်းတဲ့ fighter မဟုတ်တဲ့အပြင်ပေါင်ကျောင်းညက်တဲ့ဓာန်ကလည်းရှိနေတာကြောင့်အခြေခံချက်တစ်ခါထုတ်သုံးပြီးတာနဲ့ပြန်နှားနေတာကပိုကျနေပါတယ်။ဒါတွေကတစ်ဖက် fighter ကိုခွင့်ပေးသလိုဖြစ်စေခဲ့ပါတယ်။ကော့ထွန်ကလည်းမထင်ထားလောက်အောင်မာကွန်ကောင်းနေခဲ့ပြီးစွန်လင်းဟွာကိုခံကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒုတိယအခြေကတော့ဒုမတာကုမတာနေထားလို့ဆိုရမှာပါ။ ။တတိယအချိန်မှာတော့ဇွန်လင်းဦးတယောက်ဖွင့်တိုက်ခဲ့ပါတယ်။ဘယ်လောက်ထိလဲဆိုရင်ဂတ်ကြီးပွင့်ပြီးကိုဖွင့်တိုက်ခဲ့တာပါ။ကောက်ထုံကတောက်တွေပို့ပြီးပွဲဖြဲဖို့ကြိုးစားခဲ့ပေမဲ့ရုရှားဖိုင်တာကိုထက်ကောင်းထိအောင်ထိုးစက်နိုင်ခြင်းမရှိခဲ့ပဲပါဘူး။ကောက်ထုံကလည်းတော်တော်လေးကိုလဲတဲ့ဖိုင်တာလို့ပြောပါမယ်။ဇွန်လင်းဦးဖွင့်တိုက်တာကိုခံမထိုးပဲနဲ့ရှောင်းရှောင်းပြီးတော့ကောင်းတာပြန်ဆော့ပြပါရယ်။ဆွန်လင်းရဲ့လက်သေးချက်တွေနဲ့ကော့ထွန်ရဲ့ထောက်လက်သေးတွေကောင်းတာလက်သေးတွေကပို့ထိပါရယ်အနာကလာရင်ခြေကံချက်နဲ့တားမယ်အတင်းပူတော့ရင်ဖြောက်လက်သေးကျွေးမယ်နှစ်ယောက်ပူတဲ့အချိန်ဆိုရင်ဆွန်လင်းရဲ့ခေါင်းကိုလှုပ်မြအောင်ချုံထားပြီးပွဲကိုထိမ့်ပါရယ်ဒွမ်ကလာရဲ့လာတဲ့ပီတိပူးချိန်မှာကော့ထွန်ရဲ့ချုပ်ကွက်တွေတောင်ဆွန်လင်းဘာမှလုပ်မနိုင်ခဲ့ပါဘူး ပွဲကြီးပြီးကန်လေးနောက်ပိုင်းမှာဒါကပိုတိတာပါရင်လူချင်းမှုသွားတဲ့နှစ်ချိန်မှာဆိုရင်တော့ဆွန်လင်းဦးတယောက်ကော့ထွန်ကိုဘာမှလုပ်မရခဲ့ပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာဆွန်လင်းဦးကလည်းညံကောင်းလာပါရင်ကော့ထွန်ကိုအပီးကတ်ချုပ်ပြီးတော့အပီးဖြတ်ဖို့ကြိုးစားလာခဲ့ပါရင်ကော့ထွန်ကဆွန်လင်းဦးပြသမြောက်နုခဲ့ရပြီးဘော်ဒီရှော့ရင်လည်းအများပြားထိုးခံခဲ့ရပါရင် နောက်ထပ်အချိန်မှာဆိုရင်ကော့ထွန်ရဲ့မျက်နှာကိုလက်သီးတွဲလုံးနဲ့တောက်ချောက်ပြုတဲ့နေ့အထိဆွန်လင်းရဲ့ဆန်းဆောင်ရီကကောင်းခဲ့ပါတယ်။ကော့ထွန်ကအကွဲကွဲပြေးပြေးပါပဲ။ကန်ဆိုးနာကပွဲချီပြေးသွားတာပါ။နောက်ထပ်တစ်မိနစ်လောက်သာထန်ဆလုံးရမယ်ဆိုရင်ပွဲအဖြေကပြောင်းလဲသွားနိုင်တဲ့အနေအထားမျိုးကိုတွေ့ရပါတယ်။ပွဲချီပြေးတဲ့အထိအနိုင်ရှုံးမပေါ်ခဲ့တာကြောင့်မမေးဆုံးမြတ်ခံရရပါတော့။အမပေးတိုင်သုံးစလုံးကဒီမီထရီကော့ထွန်ကိုပဲညီညီညွတ်ညွတ်အနိုင်ပေးခဲ့တာဖြစ်ပါတယ်။ဆွန်လင်းအနေနဲ့ဝမ်မာချူတာဒါနဲ့ဆိုရင်6ပွဲရှိပါတယ်။ပထမကနဦး3ပွဲကိုတော့အနိုင်ပွဲဆက်ခဲ့ပြီးဝမ်ရဲ့ဒေါ်လာ3သိန်းနဲ့စာချုပ်ကိုပါရရှိခဲ့တာပါ။ဒါပေမဲ့ဒေါ်လာ3သိန်းနဲ့စာချုပ်ရရှိပြီးထိုးခဲ့တဲ့3ပွဲဆက်ကိုတော့အရှုံးနဲ့ကြုံတွေ့သွားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လဲ ဲ့ဆိုးရိမ်နေတဲ့ဒေါ်လာသိန်းနဲ့စာချုပ်နဲ့ထိုက်တန်မှုရှိဘူးဆိုတဲ့ဝေဖန်တဲ့နေကလည်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့ပါလဲအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချက်လိုက်ရပါတယ်ခင်ဗျာ